ငင်းပွားနေတဲ့တောင်တရုတ်ပင်လယ်မှာတရုတ်ရဲ့ပိုများလာတဲ့ရန်စမှုတွေနဲ့ရင်ဆိုင်နေရတဲ့ဖလပ်ပိုင်ကလုံခြုံရေးမဟာမိတ်ဖွဲ့မှုတွေဆက်လက်တည်ဆောက်နေချိန်နယူးဇီလန်နဲ့ဖလပ်ပိုင်တို့ဟာဧပြီ30ရက်မှာစေအေးသဘောတူညီမှုတည်းရဲ့လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Giva to Tiro Doro နဲ့နယူးဇီလန်ကာကွယ်ရေးဝန်ကြီး Judith Colin တို့ကြားနိုင်ငံတက်တွေအပြန်အလှန်လာရောက်ခွင့်ဆိုင်ရာသဘောတူညီမှုလက်မှတ်ရေးထိုးပွဲကိုဖိလစ်ပိုင်သမ္မတ Marcos တက်ရောက်ခဲ့ပါတယ်။ ဒီသဘောတူညီမှုအရနှစ်နိုင်ငံတည်းကဘယ်နိုင်ငံမှမဆိုပူးတွဲစေလေ့ကျင့်မှုတွေလုပ်တာတခြားဘူပေါင်းဆောင်ရွက်မှုတွေပါဝင်စစ်တပ်တွေအပြန်အလှန်ဝင်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ဒီသဘောတူညီမှုကိုနယူးဇီလန်ရာရှိတွေကအတည်ပြုထားပြီးဖြစ်ပေမဲ့အသက်သွင်းဖို့အတွက်ဖိလစ်ပိုင်ထက်လွတ်တော်ကတည်ပြုရအောင်မှာဖြစ်ပါတယ်။ဖိလစ်ပိုင်ရဲ့လုံခြုံရေးမဟာမိတ်ဖွဲ့မှုတွေကြောင့်ကိယုတ်ကမကျေနပ်ဖြစ်နေပြီးတော့ ဖလပိုင်မှာအမေရိကန်ဒေါ်ကြီးစနစ်ချထားမှုနဲ့ပတ်သက်လို့ကန့်ကွက်ထားပါတယ်။ပြီးခဲ့တဲ့နှစ်ဇူလိုင်လမှာလည်းဖလပိုင်ဟာဂျပန်နဲ့အလားတူစာချုပ်မျိုးလက်မှတ်ရေးထိုးခဲ့ပြီးတော့တရုတ်ကဒေတာတွေမှာစီးအဖွဲ့တွေမလိုအပ်ဘူးလို့ပြောကြားထားပါတယ်။ဖိလစ်ပိုင်မှာအမေရိကန်ကဒုံးကျည်စနစ်ချထားတာကြောင့်ဒေတာရင်းလက်နက်ရှင်ပြိုင်မှုဖြစ်လာနိုင်တယ်လို့တရုတ်ကသတိပေးထားပါတယ်။ဖိလစ်ပိုင်ကမိမိတို့ပြည်တွင်းရေးရာတွေမှာဝင်မဆွတ်ဖို့တရုတ်ကိုပြန်လည်ပြောကြားထားပါတယ်။ တမရဟောင်းဒူတာတေးလက်ထက်ကတရုတ်နဲ့ဆက်ဆံရေးအဆင်မပြေဖြစ်တာမျိုးမရှိခဲ့ပေမဲ့တမရမာကိုစ်လက်ထက်မှာတော့ဖိလစ်ပိုင်ဟာဆေးမဟာမိတ်ဖွဲ့မှုတွေတိုးမြင့်လှုပ်ဆောင်နေပါတယ်။တရုတ်ရဲ့ရန်စားမှုတွေကိုတားဆီးရေးဖိလစ်ပိုင်တွေနဲ့တခြားခင်မင်တဲ့နိုင်ငံတွေနဲ့ဆေးမဟာမိတ်ဖွဲ့သွားအောင်မှာဖြစ်တဲ့အကြောင်းဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးကပြောကြားထားပါတယ်။တရုတ်ရဲ့ရန်လိုတဲ့လုပ်ရက်တွေကြောင့်နောက်တစ်ချိန်တောင်တရုတ်ပင်လယ်မှာဖြတ်တန်းသွားလာခွင့်ပြေပင်ခံနိုင်တဲ့အတွက်နိုင်ငံတကာနဲ့ဆိုင်တဲ့ပြဿနာတခုအဖြစ်ရှုမြင်တင်တယ်လို့ဖိလစ်ပိုင်ကပြောဆိုထားတာဖြစ်ပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့ကရင်ပြည်နယ်ကော့ဂရိတ်တောင်ပိုင်းနဲ့ဂျုံလိုမြို့နီးစစ်ကူတက်လာတဲ့စစ်ကောင်စီဆက်ကြောင်အထိနာနေပြီးစစ်ကောင်စီတပ်ကခြေရွာတွေပေါ်လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေရလို့နေမြေခံသတင်းအင်းမြစ်တွေကတာလင်းပါတယ် ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းကစလို့ကျုံတို့မြို့နီးနွားချံကုန်းရွာဘက်မှာစစ်ကူတက်ရောက်လာနေတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ KNL ဥဆောင်တဲ့မဟာမိတ်တော်လှန်ရေးအင်အားစုရဲ့ကြောင့်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ဘက်ကအထိနာခဲ့ပြီးလက်နက်ခဲယမ်းတွေသိမ်းဆီးရမိခဲ့တယ်လို့တော်လှန်ရေးအင်အားစုသတင်းရင်းမြစ်တွေကဖော်ပြထားပါတယ်။ ဒေါ်လာရင်းအင်အားစုရဲ့စိုးမိုးထိန်ချုပ်ထားတဲ့ကြုံတို့ကော်ပိုရိတ်လမ်းပိုင်းနွားဆန်ခုံကနေ၉တိုင်းထိပြန်လည်သိမ်းပိုက်နိုင်မှုနဲ့စစ်ကူပေးနိုင်မှုအတွက်စစ်ကောင်စီတပ်ကဧပြီလတတိယပတ်လောက်ကစပြီးမော်လမြိုင်ဖအံကနေအင်အားလုံးရင်းနဲ့ကြုံတို့မြို့အနီးကချိုင်းဒေသထဲကိုစစ်ကူရောက်ရှိလာခဲ့တာပါတိုက်ပွဲမှာအထိနာခဲ့တဲ့စစ်ကောင်စီတပ်ဟာမေလာတရက်နေ့ညနေပိုင်းမှာ ကျုံလုံးမြို့အရှိမြောက်ကချောင်းဖြာကြာရင်စုကြီးရွာတွေပေါ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာအရသားထိခိုက်မှုမရှိခဲ့ပေမဲ့နေအိမ်အဆောက်အဦတချို့ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ဒေသခံတရင်အင်းမြစ်တွေကတီးပေးထားပါတယ်တိုက်ပွဲကြောင့်ကျုံလုံးမြို့အနီးနားကြေးရွာတွေကဒေသခံပြည်သူတွေဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ် ဒါအပြင်မေလ2ရက်နေ့နေ့လယ်ပိုင်းအချိန်မှာလဲ KNU တပ်မှချောင်းနယ်မြေကော့ဂရိတ်တောင်ပိုင်းကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်နေရလို့နေမြေကန်သတင်းအရင်းမြစ်တွေကဆိုပါတယ်။ ်ကွန်ကရစ်ကြုံတိုးတိုက်ပွဲ၃ပတ်နီးပါးရှိလာတဲ့အချိန်မှာစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ကြုံတိုးကွန်ကရစ်ပြည်နယ်ကဒေသခံပြည်သူ၂၀ကျော်ဒေဆုံးခဲ့ရပြီး၃၀နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံပြည်သူဥယေတောင်းချီဟာပေးလို့ရကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ စေဘေးရှောင်နေရတဲ့ရက်တွေအချိန်ကြာလာတာနဲ့မျှစေဘေးရှောင်ပြီးသူတွေဟာနေထိုင်မှုနဲ့စားရေးရိခာရရှိမှုကျန်းမာရေးပြဿနာတွေရင်ဆိုင်ကြုံတွေ့လျက်ရှိနေပြီး အကူအညီတွေလိုအပ်နေဆဲဖြစ်တယ်လို့သွားရောက်ကူညီပေးနေတဲ့အရက်ဘတ်အဖွဲ့အစည်းတွေကဆိုပါတယ်။ စစ်ကောင်စီတပ်ကတော့အာရှလမ်းပိုင်းမှာရှိတဲ့အောင်စရစစ်ကြောင်းအပါအဝင် ကော့ဂရိတ်ကြုံတို့လမ်းမိုင်းတွေကိုပြန်လည်သိမ်းပိုက်ထိုးဖောက်နိုင်မှုအတွက်ဂျိုင်းဒေတာထဲမှာအခြေချတပ်ဆွဲထားတဲ့တပ်ရင်းအားတွေကနေတဆင့်စစ်ကူပေးဖို့လျက်ရှိနေပြီးစစ်ကောင်စီတပ်ရင်းဌာနချုပ်တွေအပါအဝင်စစ်ကူလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေကိုပါတိုက်ခတ်လျက်ရှိနေတာဖြစ်ပါတယ်။ တနင်္သာရီတိုင်းရေပြူမြို့နယ်မှာဖြစ်ပွားနေတဲ့နှစ်ဖက်တိုက်ပွဲတွေကြောင့်နေရဲဆုံးကွာထွက်ပြေးတန်းဆောင်နေရတဲ့စစ်ဘေးရှောင်တထောင်နီးပါးအရေးပေါ်အကူအညီလိုအပ်နေရလို့စစ်ဘေးရှောင်အရေးကူညီနေသူတွေကတောင်းပါတယ်။ပြီးခဲ့တဲ့ဧပြီလ20ရက်နေ့ကစလို့ရေပြူမြို့နယ်မင်းသားကျေးရွာမှာအင်အားဖြည့်တပ်ဆွဲထားတဲ့စစ်ကောင်စီနဲ့ပူစောတိတပ်စခန်းတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ရာကနေနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ အဲ့ဒီတိုက်ပွဲတွေကြောင့်မင်းသားစိန်ဘုံဖရာတုံစုဆင်ဆွဲရေငန်ကြီးကြောက်တလုံးကျေးရွာတွေကဒေသခံတထောင်နေပါဘေးလို့ရနေရာတွေနဲ့နီးစပ်ရာကျေးရွာတွေမှာထွက်ပြေးတန်းဆောင်နေကြရတာဖြစ်ပါတယ်စစ်ဘေးရှောင်ပြည်သူတွေဟာစစ်ဘေးရှောင်နေကြရတာအချိန်နှစ်ပတ်နီးပါးကြာမြင့်လာပြီဖြစ်တယ်လို့တိုက်ပွဲကြောင့်စားနေရိတ်ခါနဲ့ဈေးဝါးတွေဝယ်ယူဖို့တွာလာလို့မရတော့တာကြောင့်အရေးပေါ်အကူအညီတွေလိုအပ်နေတာဖြစ်ပါတယ် ်အရေးပေါ်အကူအညီလိုအပ်နေတဲ့ဆစ်ဆောင်ပြည်သူတွေကိုအစဉ်ပြေမဲ့လမ်းကြောင်းတွေကနေကူညီထောက်ပံ့တာတွေလှုံ့ဆော်ပေးနေပေမဲ့ရေရှည်မှာရိတ်ခါပြက်လက်လာနိုင်တယ်လို့ဆစ်ဆောင်အရေးကူညီနေသူတို့ကဆိုပါတယ်ရေပြူတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရဲသားပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်ခုနှလုံးထပ်မံပျက်စီးခဲ့ပါတယ်။ ။တနင်္လာရတိုင်းမှာပြီးခဲ့တဲ့မတ်လအတွင်းစစ်ကောင်စီတပ်နဲ့တော်လိုင်းရင်အားစုရဲ့နှစ်ဖက်တိုက်ပွဲတွေဖြင့်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရသား9000နီးပါးဆစ်ဆောင်ခဲ့ရတယ်လို့ဒေတာရင်းသုတေသနအဖွဲ့ဖြစ်တဲ့ FIFA တနင်္လာရဲ့အစီရင်ခံစာအရသိရပါဗျ။အာ